အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ grade 9တင်ချတင်ယူသစ်ကိုတင်ကြပြီးမယ်တော်ရေးဆန္ဒကျော်ပဲဖြစ်ပါတယ်ဒီနေ့ဒီချေတင်ကြပြီမယ်တင်ကန်းစာကအခန်း73လူမင်းရေးတင်ချဆိုတဲ့တင်ကန်းစာပဲဖြစ်ပါတယ်။ဒီတင်ကန်းစာမှာပါဝင်လာက13.3အစုရှယ်ယာနဲ့ stock share and stock လေ့ကျင့်ခန်း13.3 13.4တို့ပိုင်ဝင်ပါရယ်။ရည်ရွယ်ချက်ကတော့ရှယ်ယန်နဲ့စတော့ရဲ့အခြေခံသဘောတရားများကိုသိရှိရင်ရှယ်ယန်နဲ့စတော့ရဲ့ကွာခြားချက်ကိုနားလည်သဘောပေါက်ရင်စီးပွားရေးပညာရဲ့အခြေခံအချက်များကိုသိရှိပြီးတော့ပုံစံများကိုဖြည့်ရှင်းသင့်ရင်ရည်ရွယ်ထားပါရယ်။13.3 13အစုရှယ်ယန်နဲ့စတော့ရှယ်ယန်စတော့13.3.1အစုရှယ်ယန်အစိုးရရဆိုတာလုပ်ငန်းတစ်ခုကိုတည်ချေလို့တည်ထောင်လို့ရဆိုရင် ငွေမြောင်များရေလိုပါရဲ့အဲ့ဒီခါမှာအစုရှယ်ရှင်တွေကိုခေါ်ပြီးတော့အရင်တည်ရပါရဲ့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ငွေရင်း3600ရှိရဲ့ငွေရင်းမှာဒီချက်တို့ကရှယ်ယာ6000ခွဲပြီးမယ်ဆိုရင် ရှယ်ယာတစ်ခုကိုမူလတန်ဖိုးက1000ကျပ်တန်ပါရဲ့ဒိုင်းရှယ်ယာတွေကိုပိုင်ဆိုင်တဲ့သူတွေကိုကြတော့အစုရှယ်ရှင်တွေလို့ခေါ်ပါရဲ့ဒီအစုရှယ်ရှင်တွေ စုပေါင်းလောက်ကိုင်းတဲ့စီးပွားရေးအဖွဲ့အစည်းကိုကြတော့ company လို့ခေါ်ပါတယ်။ company တစ်ခုမှဆိုရင်အစုရှင်တွေရွေးကောက်သွေးမြောက်ထားတဲ့ director ကြီးရှိပါတယ်။ဒီ director ကြီးကတစ်နှစ်တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ဝေပုံကြအမျက်တွေခွဲပေးရပါတယ်။ဒီလိုမျိုးဝေပုံကြအမျက်တွေကိုငွေရင်းရဲ့ရာခိုင်နှုန်းနဲ့ပြရပါရယ်။ဥပမာအနေနဲ့ဝေပုံကြအမျက်600ခိုင်နှုန်းဆိုတာမူလတန်ဖိုးရဲ့600ခိုင်နှုန်းကိုပြောချင်တာပါ။ မူလတန်ဖိုးကဒီချက်တို့ကတတောင်းချက်လို့သတ်မှတ်ထားရဆိုရင်တတောင်းရဲ့600ခိုင်နှုန်းကိုတွက်ပေးရပါမယ်။တတောင်းရဲ့600ခိုင်နှုန်းတွက်လိုက်တဲ့အခါမှာဒီချက်တို့ကရာခိုင်နှုန်းကိုအပိုင်းကြီးပြောင်းတော့ဆစ်ဆိုပါ100ဒါကိုဒီချက်တို့ရှင်းနိုင်မယ်ဆိုရင်တော့600ချင်းရပါရဲ့။ဒါကြောင့်မလို့ရှင်းရတဲ့ခုကိုဝေပုံကြအမြန်600ချင်းရပါမယ်။ ဒါမှမဟုတ်ရင်နောက်တနည်းအနေနဲ့ပြောရမယ်ဆိုရင်ဝေပုံကြအမြဲစုစုပေါင်းအရင်သွက်ပါမယ်စုစုပေါင်းအရင်တည်ခဲ့တာက3600တည်ခဲ့ရပါဒီ3600ရဲ့600ခိုင်တော့ဘယ်လောက်ဖြစ်မလဲဆိုတာသိချင်3600ကိုအပိုင်ကိန်းပြောင်းပြီးတော့သွက်ပါမယ်3600ကိုအပိုင်ကိန်းပြောင်းထားတဲ့စုစုပေါင်း100နဲ့မြှောက်လိုက်တဲ့အခါမှာဘယ်လောက်ရလဲဆိုတော့36သိန်းရပါတယ် ရလာတဲ့36သိန်းဥမာမှာပြန်ပြီးတော့ရှင်ရသခုရဲ့ဝေပုံချမ်းမြတ်ကိုပြန်လိုချင်နေဆိုရင်ရှင်ရကိုတီချာတို့က6000ခွဲခဲ့ဆိုတဲ့အတွက်ကြောင့်မလို့36သိန်းကို6000နဲ့စားလိုက်တဲ့အခါမှာရှင်ရသခုကို600ကျပ်အမြင့်ရပါတယ်။အစူးရှင်ရရှင်တွေကရှင်ရပိုင်နေသူတွေကတော့သူတို့ကဝေပုံချမ်းအမြင့်ရနိုင်မှာပဲဖြစ်ပါမယ်။ဒါကိုတီချာတို့ကဒီအစူးရှင်ရရှင်တွေရဲ့ဝင်ငွေလို့ခေါ်ပါတယ်။ အစုရှယ်ယာရှင်တွေကမိမိတို့ရင်းထားတဲ့ရှယ်ယာရဲ့ဝယ်ရင်းကို ပြန်ယူခြင်းနဲ့ဆိုရင် ရှယ်ယာကိုသူများကိုပြန်ရောင်းပေးရပါမယ်။အဲ့လိုမျိုးရောင်းတဲ့အခါမှာမူလတန်ဖိုးနဲ့တူချင်မှတူပါလိမ့်မယ်။ရှယ်ယာအပြင်စေသူမဟုတ်ပေါက်စေးအတိုင်းရောင်းပေးရပါမယ်။မူလတံပိုးအောက်လဲပုံနေခြင်းနေဝမယ်ဒါမှမဟုတ်ရင်ဒီရှယ်ယာရဲ့တံပိုးကမူလတံပိုးထက်ပုံများရင်လည်းများနေပါလိမ့်မယ် တကယ်လို့ရှယ်ယာရဲ့တန်ဖိုးကမူလတန်ဖိုးထက်ပိုများနေဆိုရင်တော့ရှယ်ယာကိုဈေးသက်တယ်လို့ခေါ်ပါရဲ့မူလတန်ဖိုးနဲ့ညီရဆိုရင်တော့ရှယ်ယာရဲ့ဈေးမှန်နေရလို့ခေါ်ပါရဲ့မူလတန်ဖိုးအောင်နေဆိုရင်တော့ရှယ်ယာဈေးချနေရလို့ခေါ်ပါရဲ့ဘလိုပဲရှယ်ယာဈေးသက်ဈေးမှန်ဈေးချနေပါစေဝေပုံချအမျက်ခွဲပြည့်ဆိုရင်တော့ဝေပုံချအမျက်ကအမျက်ကရှယ်ယာရဲ့မူလတန်ဖိုးအတိုင်းပဲရပါလိမ့်မယ် ။ဥပမာအနေနဲ့ပြောရမယ်ဆိုရင် share ID ကိုမိမိကြိုက်တဲ့ဈေးနဲ့ဝယ်ပါမိမိတို့ရမယ်ဝယ်ပုံကြအမြတ်ဒီ6000ကျပ်ပဲဖြစ်ပါတယ်။ပုံစံသက်တဲ့ကုမ္ပဏီတစ်ခုရဲ့တထောင်ချက်တန် share 29ခုကို18500ကျပ်ဈေးနဲ့ဝယ်တော့ငွေမီမြပေးရမည်နည်း ။ဒါဆိုရင်တီချယ်တို့ကမူလဈေးတန်ဖိုးက1000ကျပ်၊ဒါပေမဲ့တကယ်ဝယ်တဲ့အခါမှာ12500ကျပ်နဲ့ဝယ်ပါရင်ဒါကြောင့်မလို့ရှယ်တစ်ခုရဲ့တန်ဖိုးက12500ကျပ်ဖြစ်နေပါရင်ရှယ်28ခုဝယ်မယ်ဆိုတဲ့အတွက်ရှယ်28ခုရဲ့တန်ဖိုးက20ကို12500နဲ့မြှောက်လိုက်တဲ့အခါမှာ33900ကျပ်ရပါရင်ဒါကြောင့်မလို့ပေးရမယ့်ငွေပမာဏက3,3900ကျပ်ဖြစ်ပါရဲ့နော်။ပုံစံသွက်နဲ့ ဝေပုံကျအမြင်600ခန်းလုံးပေးတဲ့ကုမ္ပဏီတစ်ခုမှာ2000ကျပ်သန်းရှင်ရ185ခုမှာရရှိတဲ့ဝင်ငွေကိုရှာခိုင်းထားပါတယ်။ဒါဆိုရင်ရှင်ရတစ်ခုပေါ်ရတဲ့အမြတ်ကိုလိုချင်နေဆိုရင်2000ကို6 silver 100နဲ့မြှောက်လိုက်ပါမယ်။ဒါပေမဲ့ဒီချက်လို့မရှင်းသေးဘူး။ရှင်ရကတစ်ခုပေါ်ရတဲ့အမြတ်ကဒီလောက်ဖြစ်တယ်ဆိုရင်ရှင်ရ185ခုပေါ်ရတဲ့အမြတ်ကိုလိုချင်နေဆိုရင်ဒီ2000နဲ့ စစ်စောပါ100နဲ့မြှောက်ထားတဲ့တံပိုးမှာမှာ185နဲ့ထက်မြောက်လိုက်ပါမယ်။ဒါအောင်ဒီချေလို့ရှင်းလိုက်တယ်ဆိုရင်တော့အပြေက2300ကျပ်ရပါတယ်။ဒါဆိုဒုတိယနေလေးဆက်ပြီးတော့ပြောပြပါမယ်။ ဒုတိယနေရာကျတော့ရှယ်ယာ185ခုရဲ့မူလတန်ဖိုးကိုအရင်တွက်ပါမယ်။ရှယ်ယာ185ခုရဲ့မူလတန်ဖိုးကိုဒီချေတော့တွက်မယ်ဆိုရင်မူလတန်ဖိုး2000ချက်ကိုမှမှတစ်ခုကို2000ချက်ဆိုတော့185ခုဆိုရင်185နဲ့မြှောက်ပေးလိုက်မယ်။မူလတန်ဖိုးက35သိန်းရှိပါတယ်။ဒါဆိုရင်ဒီချေတော့ကိုပေးတဲ့ဝေဖန်ကြအမြတ်က6ခိုင်လုံးပေးရဆိုတဲ့အတွက်ကြောင့်မလို့တရားမှာ6ချက်ရရဆိုတဲ့သဘောဖြစ်ပါတယ်။ဒါကြောင့်မလို့မူလတန်ဖိုး100ချက်ပေါ်မှာဆိုရင်ဝင်ငွေက6ချက်ပါ ဒါဆိုရင်မူလတန်ဖိုး35သိန်းမှာဆိုရင်ဝင်ငွေကပို့ပြီးတော့များလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အများလို့နဲ့စာကြည့်နေတွက်လိုက်ပါမယ်။ဒါဆိုရင်6နဲ့35သိန်းနဲ့မြောက်ပြီးတော့တရားနဲ့စားပါမယ်။ရှင်းလိုက်တဲ့အခါမှာရလာတာက2သိန်းတထောင်ချက်ပါ။ဒါကြောင့်မလို့ရှင်း158ခုမှာရမယ်ဝင်ငွေသည်2သိန်းတထောင်ချက်ဖြစ်ပါတယ်။ပုံစံအတွက်3 9000ကျပ်တန်းရှင်ရများက6250ကျပ်စီပေါက်တယ်ဆိုရင်ငွေ3သိန်းကျပ်ပိုးဝယ်ဆိုရင်ရှင်ရပေါင်းဘယ်လောက်ရမလဲလို့ဒီချက်တော့မေးထားတာပါ ဒါဆိုရင်ဒီချဲလုတ်ကမူလတန်ဖိုးကတော့9000ကျပ်ပဲတန်နေဒါပေမဲ့အခုဈေးပေါက်နေရကျတော့6250ကျပ်ဈေးပေါက်နေရပါဒါဆိုရင်ဒီချဲလုတ်တကင်းရှယ်ယာဝယ်မယ်ဆိုရင်6250နဲ့ဝင်ရပါမယ်ဒါကြောင့်မလို့ယင်းနီးငွေ6250ကျပ်နဲ့ဝယ်မယ်ဆိုရင်ရှယ်ယာတစ်ခုရမယ်ဒီချဲလုတ်ယင်းမဲ့ယင်းနီးငွေက3သိန်းကျပ်ဖြစ်တဲ့အတွက်ကြောင့်ယင်းနီးငွေ3သိန်းကျပ်နဲ့ဝယ်မယ်ဆိုရင်ဝယ်နိုင်တဲ့ရှယ်ယာကပို့ပြီးတော့များလာမယ်အများလို့အနေစားရှင်နဲ့တွက်လိုက်တဲ့အခါမှာဒီချဲလုတ်ဘယ်လောက်ရလဲဆိုတော့48ခုရပါတယ် ဒါကြောင့်မလို့သူပိုင်ဆိုင်နေတဲ့ share အပေါင်းက48ခုပါပုံစံသွက်၄ 250ကျက်စီတက်နေတဲ့1000ကျက်တန်း100တရားရှင်ခုရဲ့လက်ငင်းတန်ဖိုးကိုရှာခိုင်းတာပါ誒ဒါဆိုရင်မူလတန်ဖိုးက1000ကျက်ဈေးတက်နေရကြတော့250ကျက်တက်နေဆိုတဲ့အတွက်100တခုရဲ့မူလတန်ဖိုးက1000 100တခုရဲ့အခုချက်ချင်းလက်ငင်းဖြစ်နေတန်ဖိုးကကြတော့1250နဲ့ပေါင်းတဲ့အခါမှာ1250ကျက်ဖြစ်နေပါ誒ဒါဆိုရင်ဒီချက်တို့က100တခုရဲ့လက်ငင်းတန်ဖိုးက1250 100တရားရှင်ခုရဲ့လက်ငင်းတန်ဖိုးကိုလိုချင်နေဆိုရင်1250တရားရှင်နဲ့မြှောက်လိုက်တဲ့အခါမှာ မှာဘလောက်ရပါလဲဆိုတော့သသိန်း3500ကျပ်ရပါတယ်။ဒါကြောင့်မို့လက်ငင်းတံပိုးကသသိန်း3500ကျပ်ပါ။ပုံစံတော့ငါလူတယောက်က9000ကျပ်တန်ရှင်ရတွေကိုငွေ9သိန်းကျပ်ရင်းနေပြီးတဲ့နောက်မှာရှင်ရရဲ့တန်ဖိုးက8500ကျပ်ဖြစ်လာရဆိုရင်ရှင်ရတွေကိုပြန်ရောင်းလိုက်ပါရင်ဒါဆိုရင်သူအမျက်မြင်များရတယ်လို့မြင်ပါရဲ့ဒါဆိုရင်လူတယောက်က9000ကျပ်တန်ရှင်ရကို ဝယ်ထားတယ်။ဘလောက်ဖို့ဝယ်ထားလဲဆိုရင်9သိန်းချက်ဖို့ဝယ်ထားတယ်။ဒါဆိုရင် သူကဝင်9000ချက်နဲ့ဝယ်နိုင်တာရှင်းရတခုဆိုရင်သူဝင်9သိန်းရင်းပြီးတော့ဝယ်လိုက်တဲ့အခါမှာရှင်းရဘယ်နှခုလဲသိချင်နေဆိုရင်ရှင်းရတွေကပို့ပြီးတော့များလာမှာဆိုတော့အများလို့အနေစားချင်နေတွက်လိုက်တယ်ဆိုရင်သူ ဝယ်လိုက်တဲ့ရှင်ရကအခုတရားဖြစ်ပါရဲ့ရှင်ရတစ်ခုပေါ်မှာကျတော့အမြတ်ငွေကဘယ်လောက်နဲ့မြတ်ထားလဲဆိုတော့ तू ကမူလက9000နိုင်ငံတံပိုးက9500ကျပ်ဖြစ်နေတယ်ဆိုတော့ तू က9500ရဲ့9000နှုတ်လိုက်တဲ့အခါမှာရှင်ရတစ်ခုကို2500ကျပ်မြတ်နေပါရဲ့ तू ဝယ်ထားတဲ့ရှင်ရတရားခုသွတ်ဆိုရင်အမြတ်ငွေဘယ်လောက်လဲသိချင်တဲ့အခါမှာ2500နဲ့တရားနဲ့ကိုမြှောက်ပေးလိုက်တယ်ဆိုရင်ဒီချေတို့က2500ကျပ်ရပါရဲ့ဒါကြောင့်မလို့ तू ရရှိတဲ့အမြတ်က2500ကျပ်ပါပုံစံသက်6 တနစ်ကို900ခိုင်တော့အတိုးပေးတဲ့ကုမ္ပဏီတစ်ခုရဲ့တက်တောင်းချက်တန်ရှင်းရာက16000ကျပ်ဈေးဖြစ်နေတဲ့အခါမှာလူတစ်ယောက်က103400ကျပ်ကိုယင်းနေထားပါရဲ့ဒါဆိုဒီလူရရှိတဲ့20ဝေပုံကြအမြတ်ကိုတွက်ရပါမယ်ပြီးရင်ယင်းနှီးငွေပေါ်မှာရရှိတဲ့ငွေရခိုင်တော့ဘယ်လောက်လဲလို့ဒီချက်တော့မေးထားရပါတနစ်ကို900ခိုင်တော့ပြီးရင်ဒီကုမ္ပဏီရဲ့မူရင်းဈေးနှုန်းကကြတော့1000ကျပ်ပဲရှိရဲ။ဒါပေမဲ့ share ကိုသူက16000ကျပ်ဈေးဖြစ်နေတဲ့အချိန်မှာဒီလူက 10သိန်း2400ပုံရင်းနှီးလိုက်တာငွေ16000ကျပ်နဲ့ဝင်နိုင်တဲ့ share ကတစ်ခုဒါဆိုရင်ငွေ16000ကျပ်နဲ့ဝင်နိုင်တဲ့ share ကတစ်ခုဆိုရင်သူတကယ်ရင်းနှီးလိုက်တာကြတော့10သိန်း2400ဆိုရင်သူ share ဘယ်နှခုဝယ်ထားလဲသိချင်တယ်ဆိုရင်အများလို့နေစားချင်နဲ့တွက်လိုက်တဲ့အခါမှာသူဒီ share 64ခုဝယ်ထားပါတယ်ဒါဆိုရင်20ဝေပုံကြအမြတ်ကိုတိကျလို့တွက်ဖို့ဆိုရင် ရှင်ရတခုပေါ်မှာသူကဘယ်လောက်ရလဲဆိုရင်အရင်ကြည့်ပါမယ်ရှင်ရတခုပေါ်မှာရတဲ့အမြတ်ကရှင်ရရဲ့မူလတန်ဖိုးတထောင်ကိုရာဂိုင်လုံး900ဂိုင်လုံးနဲ့မြှောက်ပေးမယ်900ဂိုင်လုံးဆိုတာအပိုင်းကင်းနဲ့ပြောင်းရင်5 over 100ဒါဆိုရင်ရှင်ရတခုပေါ်မှာရတဲ့အမြတ်ကတထောင်မြောက်5 over 100ရှင်ရကတကယ်တမ်းသူ့ဝယ်ထားတာ64ခုဝယ်ထားတာဒါဆိုရင်ရှင်ရ64ခုပေါ်မှာရတဲ့အမြတ်ကိုလိုချင်နေဆိုရင်64နဲ့ထမ်းမြောက်လိုက်မယ်ဒါဆိုဒီချက်လို့ရှင်းလိုက်တဲ့အခါမှာသူက3200ကျပ်ရပါတယ် ဒါဆိုရင်ရင်းနှီးငွေပေါ်မှာရရှိတဲ့ငွေရခိုင်တော့ရှာခိုင်နေဆိုရင်ရင်းနှီးငွေရကြသူကတကယ်ရင်းနှာ7သိန်း2400ကျပ်ရင်းနှာရင်းနှီးငွေ7သိန်း2400ကျပ်ပေါ်မှာဆိုရင်ဝင်ငွေက3200ကျပ်ဝင်နေဒါဆိုရင်ဒီချေတို့ကိုရခိုင်နှုန်းနဲ့ပြန်ပြခိုင်တာဆိုတော့ရခိုင်နှုန်းဆိုတရားပေါ်မှာမူတည်ပြီးသက်သာဖြစ်တဲ့အတွက်ကြောင့်ရင်းနှီးငွေတရားပေါ်မှာဆိုရင်ဝင်ငွေဘယ်လောက်လဲဆိုတာသိကျင်နေဆိုရင်ပို့ပြီးတော့ဒီခောက်ကြတော့ရင်းနှီးငွေကနှဲဝိုင်းဆိုတော့အနည်းလုံးများစားချင်တယ်တွက်လိုက်တဲ့အခါမှာ အဖြေက3ရှစ်ပိုင်းတစ်ပိုင်းချက်ရပါတယ်။ဒါကြောင့်မလို့ယင်းနည်းငွေပေါ်မှာရရှိတဲ့ငွေရာခိုင်နှုန်းက31 over 8ရာခိုင်နှုန်းဖြစ်ပါတယ်။ပုံစံတော့ခုနဲ့ကုမ္ပဏီတစ်ခုရဲ့9000ကျပ်တန်းရှင်းရည်ကို6000ကျပ်ဈေးပေးပြီးတော့ဝယ်ယူတာလူတစ်ယောက်ကမိဝင်ငွေပေါ်မှာ၄00ရာခိုင်နှုန်းဝင်ငွေရရှိထားပါတယ်။ကုမ္ပဏီကညီလေးဝေပုံကြအမြင့်နဲ့ပေးနေလဲဆိုအောင်ပေးထားပါတယ်။သူကရှယ်150ခုဝယ်ထားဆိုရင် ဝင်ငွေဘယ်လောက်ရလဲလို့ဒီချက်တို့ကိုမေးထားတာပါ။ဒါဆိုရင်ရင်းနှီးငွေတရားချက်ပေါ်မှာဝင်ငွေက၄ချက်၊သူတကယ်ရင်းနှီးထားတဲ့ငွေကကျတော့6000ချက်။ရင်းနှီးငွေ6000ချက်ပေါ်မှာဆိုရင်ဝင်ငွေကဘယ်လောက်လဲဆိုသိချင်ရင်အများလို့အနည်းစားချင်တဲ့တွက်တဲ့အခါမှာ form multiply by 6000 over 100ဆိုပြီးရထားပါရဲ့။ ဒါပေမဲ့တီချက်တို့ကိုမေးထားတာက ဝေပုံကြအမျက်ရာခိုင်နှုန်းကိုမေးထား။ဝေပုံကြအမျက်ရာခိုင်နှုန်းသည်တီချက်တို့ကမူရင်းဆေးပုံမှာပဲမူတည်ပြီးတွက်တယ်ဆိုတဲ့အတွက်ကြောင့်မလို့မူလတန်ဖိုး9000ကျပ်ပေါ်မှာသူဝင်တဲ့ဝင်ငွေကတကယ်တမ်းကျတော့4 multiply by 6000 over 1 rep ဝင်ထားပါတယ်။ဒါမူလတန်ဖိုး9000ကျပ်ပေါ်မှာရတဲ့ဝင်ငွေပါ။ဒါဆိုရင်မူလတန်ဖိုးတင်ရချက်ပေါ်မှာရတဲ့ဝင်ငွေဘယ်လောက်လဲဆိုပြီးတီချက်တို့ရခိုင်နှုန်းမေးနေဆိုတဲ့အတွက်ကြောင့်တင်ရချက်ပေါ်မှာမူတည်ပြီးတော့တွက်လိုက်တဲ့အခါမှာဝင်ငွေက နေဝမယ်ဆိုရင်သူအနည်းလိုအများစားချင်နဲ့တွက်လိုက်ပါမယ်ဒါဆိုရင် fall fall over 5ချက်ရပါတယ်ဒါဆိုရင်ဝေပုံကြအမြတ်က fall fall over 5ရခိုင်နှုန်းဖြစ်ပါတယ်ဒါဆိုရင်ဒီချက်တို့ကိုမေးထားတာက150ခုဝယ်ထားရဆိုရင်သူဝင်ဝင်ဘယ်လောက်ရလဲလို့မေးထားတာပါဒါဆိုရင်100တခုပုံမှာသူရတဲ့ဝင်ဝင်ကဒီချက်တို့ 4 multiply by 6000 over 100 project ရထားပါတယ်။ဒါရှယ်ယာတစ်ခုပေါ်မှာရတဲ့ဝင်ဝင်။ဒါဆိုရှယ်ယာက150ခုမှာရတဲ့ဝင်ဝင်ကဘယ်လောက်လဲဆိုရင်150နဲ့မြှောက်ပေးလိုက်မယ်။အဖြစ်ကဘယ်လောက်ရလဲဆိုတော့3600ကျင်းရပါတယ်။ဒါကြောင့်မလို့သူရှယ်ယာ150ခုဝယ်ထားရဆိုရင်ဝယ်အဲဝင်တဲ့ဝင်ဝင်က3600ကျပ်ပါ။ပုံစံသွက်ရှစ်2000ကျပ်တန်ရှယ်ယာတွေကို ပေါက်စီ4500ကျပ်ဖို့နဲ့ဝယ်ယူတာ လူတယောက်ဒီဝင်ဝင်၄000ကျပ်ရရှိပါတယ်။ရှယ်ယာများဒီဝူပုံချအမြတ်900ခန်းလုံးပြီးတော့ရှယ်ယာတစ်ခုရဲ့လငင်းတန်ဖိုးကိုရှာခိုင်းတာပါတယ်။သူ2000ကျပ်တန်ရှယ်ယာကိုပေါက်ဈေးဘယ်လောက်နဲ့ဝယ်လဲဆိုရင်၄သိန်းခွဲဖို့ဝယ်လိုက်တယ်။ဝယ်လိုက်တဲ့အခါမှာဝင်ငွေက၄000ကျပ်ရပါတယ်။ဒါဆိုရင်မူလတန်ဖိုး100ကျပ်ပေါ်မှာဆိုရင်အမြတ်က5ကျပ်။ဒါဆိုရင်သူမူလတန်ဖိုး2000ကျပ်ပေါ်မှာဆိုရင်အမြတ်ကဘယ်လောက်လဲဆိုတော့ ဒီချက်တို့ရဲ့အမျက်တီကပုံများလာမှာဖြစ်တဲ့အတွက်ကြောင့်အများလိုနေစားချင်တဲ့အတွက်တဲ့အခါမှာတထောင်ချက်သူမူလာတန်ဖိုး2000ချက်ပေါ်မှာဆိုရင်အမျက်က1000ချက်ရမယ် ဒါဆိုရင်ရှယ်ရအရေးသက်ကိုဒီချက်လို့ကလိုချင်နေဆိုရင်သူဝင်တဲ့ဝင်ငွေက4000ကျပ်ရထား။ဒါဆိုရင်ဝင်ငွေ4000ကျပ်ကို1000နဲ့စားလိုက်တဲ့အခါမှာအခု40ရရတယ်။ဒါဆိုရှယ်ရအရေးသက်ကစုစုပေါင်းအခု40။ဒါဆိုရင်ရှယ်ရ40ခုအတွက်ကိုယင်းနည်းတဲ့ငွေကဘယ်လောက်လဲဆိုရင်သူဘယ်လောက်ယင်းနည်းခဲ့လဲဆိုတော့4သိန်းခွဲချက်ယင်းနည်းခဲ့။ဒါဆိုရင်ဒီချက်တို့ကရှယ်ရတစ်ခုအတွက်ယင်းနည်းတဲ့ငွေကိုပြန်ပြီးတော့သိချင်နေဆိုရင်4သိန်းခွဲကို40နဲ့စားတော့1000 1250ကျပ်ရရတယ်။ဒါကြောင့်မလို့သူကလက်ငင်းတန်ဖို့1000 1250ကျပ်နဲ့ဝယ်ခဲ့ ပါပုံစံတူလေ့ကျင့်ခန်း13.3မှာ channel နဲ့ပုံစံရေးကိုတက်ကြည့်ပါမယ်13.3.2 stop ကုမ္ပဏီဝင်ရင်းကိုတိကျတဲ့အစုရှယ်ယာယီမဖွဲ့စည်းပဲထားတဲ့ဝင်ရင်းအလုံးကိုကျတော့ stop လို့ခေါ်ပါတယ်ရှယ်ယာယီမှာဆိုရင်ရှယ်ယာယီအစိပ်ပိုင်းတွေဝင်ရောက်ခြင်းမပြုဘဲနဲ့ stop မှာကျတော့အစရောင်းဝယ်ပြုလုပ်ရမှာ stop ရဲ့အစိပ်ပိုင်းတွေကိုဝင်ရောက်နိုင်ပါတယ် stop ပေါက်ဈေးကရှယ်ယာပေါက်ဈေးကဲလို့ပဲမူလပေါက်ဈေးနဲ့မတူပဲပြောင်းလဲတတ်တယ် ရှယ်ယာမှာဆိုရင်ပေါက်ဈေးကိုရှယ်ယာတစ်ခုရဲ့ပေါက်ဈေးနဲ့ပေါ်ပြပြီးတော့ stock မှာကျတော့ stock ချက်တရအတွက်ဈေးနဲ့ပေါ်ပြပါရင်ဥပမာအနေနဲ့ပြောမယ်ဆိုရင်တော့ stock တစ်မျိုးက108ဈေးရှိရလို့ပြောထားတာကမူလတန်ဖိုး stock ငွေရင်းက300ဒါမှမလက်ငင်းဝင်က108ချက်ဖြစ်နေရဆိုတာပါ။ဒါကြောင့်မလို့စတော့ငွေရင်း100ချက်ကကျတော့ကုမ္ပဏီငွေရင်းရဲ့အစိပ်ပိုင်းဖြစ်နေပြီးတော့ဒီ108ချက်ကကျတော့မူလငွေရင်းရဲ့အစိပ်ပိုင်း100ချက်မှပေးရတဲ့ငွေဖြစ်နေပါရဲ့။ stock တစ်မျိုးကဝေဖုန်ကျအမြတ်300ခန်းလုံးပေးရဆိုရင် stock ငွေရင်းတရားချက်ပိုင်ဆိုင်တဲ့သူကအတိုး3ချက်ရပိုင်ခွင့်ရှိပါတယ်။အတိုးကကြတော့လက်ငင်းငွေပေါ်မှာဘယ်တော့မှသွက်ယူပေးလို့မရှိပါဘူး။ stock မှာဆိုရင်လည်း stock တစ်မျိုးနဲ့တစ်မျိုးခွဲခြားဖော်ပြတဲ့အခါမှာအတိုးနှုန်းနဲ့ပဲတက်ပြီးတော့ဖော်ပြပါတယ်။ဥပမာဆိုရင်300ခန်းလုံး stock 500ခန်းလုံး stock ပုံစံသွက်တဲ့ငွေ123ချက်စီးနဲ့ stock ငွေရင်း12500ချက်ရဲ့တန်ဖိုးကိုရှာခိုင်းတာပါတယ်။ ဒါဆိုရင်ငွေ323ကျပ်စီဆိုတာစောငွေရင်း300ကျပ်မှာအခုဖြစ်နေတဲ့လက်ငင်းတန်ဖိုးက323ကျပ်ဖြစ်နေတာဒါဆိုရင်စောငွေရင်းချက်ကတကယ်တမ်းကျတော့12500ကျပ်မှာဆိုရင်ဒီလက်ငင်းတန်ဖိုးဘယ်လောက်ဖြစ်နေလဲဆိုတာသိချင်တယ်ဆိုရင်12500ကျပ်ကလက်ငင်းတန်ဖိုးပို့ပြီးတော့များလာစေတဲ့အတွက်ကြောင့်မလို့အများလို့နေစားချင်တယ်တွက်လိုက်တဲ့အခါမှာဘယ်လောက်ရလဲဆိုတော့3000 1485ကျပ်ရပါတယ်။ဒါကြောင့်မလို့လက်ငင်းတန်ဖိုးက33485ကျပ်ပါ။ပုံစံသွင်းနှင့်ငွေ63ကျပ်ဈေးနဲ့2900ကျပ်ဖို့ stop မြညဝင်နိုင်တယ်လို့မိထားပါတယ်။ဒါဆိုရင်လက်ငင်းငွေက63ကျပ်လို့ပေးထားရဆိုပေမဲ့အငယ်နဲ့ stop ဝင်ရင်ကဒီချက်တော့သိရပေါ်မှာပဲတွေ့ရမှာပဲ။ဒါဆိုလက်ငင်းငွေ63ကျပ်မှာ stop ဝင်ရင်က300ကျပ်။အခုဒီချက်တော့ဝယ်ထားတာက 19900ကျပ်နဲ့လက်ငင်းငွေယူတန်ဖို့နဲ့ဝယ်ထားဆိုတဲ့အတွက်ကြောင့်စောင့်ဝင်ကျပ်ဘလောက်ရှိလဲဆိုတာသိကျင်နေဆိုရင်အများလိုအနေစားချင်နဲ့တွက်လိုက်တဲ့အခါမှာ3000ကျပ်ဖို့ရှိပါတယ်။ဒါကြောင့်မလို့စတော့3000ကျပ်ပါ။ပုံစံတွက်တော့ 300ငိုင်တော့အမြတ်ပေးတယ်စောက်ငွေရင်83500ကျပ်မှနှစ်စဉ်ဝင်ငွေညီမအရမ်းမြင်နေလို့မေးထားပါရဲ့ဒါဆိုရင်စောက်ငွေရင်100ကျပ်မှဆိုရင်အမြတ်3ကျပ်ပေးပါရဲ့နောက်စောက်ငွေရင်83500ကျပ်မှဆိုအမြတ်ဘယ်လောက်ရလဲသိကျင်တဲ့အခါမှာအမြတ်တွေပုံများလာမှာဖြစ်တဲ့အတွက်အများလို့နဲ့စာချင်နေတော့လိုက်တဲ့အခါမှာ16250ကျပ်ရပါမယ်ဒါကြောင့်မို့သူရဲ့နှစ်စဉ်ဝင်ငွေက16250ကျပ်ပါပုံစံအတွက်လေး136ကျပ် ဈေးပေါက်တဲ့900ရာခိုင်နှုန်းစတော့မှာဆိုရင်ငွေ9300ချက်ကိုရင်းနေတော့နှစ်စဉ်ရရှိတဲ့ဝင်ဝင်မြင်များဖြစ်မည်လို့မေးထားပါတယ်။ဒါဆိုရင်ဒီချက်တို့ကလငင်းဝေ136ချက်မှာဆိုရင်စတော့ငွေရင်းကဘယ်လောက်ရှိလဲဆိုရင်100ချက်ပေါက်နေပါတယ်။ဒါဆိုရင်စတော့ငွေရင်းချက်100မှာမှာရရှိတဲ့ဝင်ဝင်ကကျတော့သူက900ရာခိုင်နှုန်းပေးရဆိုတော့သူက9ချက်ရပါမယ်။ဒါပေမဲ့သူက100နဲ့ရင်းနေခဲ့ရမဟုတ်136ချက်နဲ့ရင်းနေခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ လွန်ငင်းဝေ136ကျပ်မှာလည်းသူရမယ်ဝင်ဝေက9ကျပ်ပဲဖြစ်တယ်။ဒါဆိုရင်ငွေ9,800ကျပ်ရင်းနှီးတဲ့အခါမှာဝင်ငွေဘယ်လောက်ရလဲသိချင်နေဆိုရင်5 multiplying by 580,000 over 116ကျပ်နဲ့ဒီချက်လို့ရှင်းလိုက်တဲ့အခါမှာအဖြေဘယ်လောက်ရလဲဆိုတော့25,000ကျပ်ရပါတယ်။ဒါကြောင့်မလို့နှစ်စဉ်ဝင်ငွေကသူကဘယ်လောက်ရလဲဆိုရင်2500ကျင်းညှာထားပါတယ်။ပုံစံတော့ 46ကျပ်ဈေးပေါက်တဲ့300ခိုင်နှုန်း stop မှာဝင်ငွေတသိန်းခွင့်ချင်ရရဆိုရင် stop block ပိုင်းတည်းလေမြင်မြင်ရင်းနှီးရမလဲလို့မေးထားပါတယ်။ဒါဆိုရင်ဒီချက်တို့ကဝင်ငွေက300ချက်ပြီးရင် stop ငွေရင်းက100ချက်ရထားရင်ဒါဆိုရင်ဝင်ငွေတသိန်းခွင့်ချက်မှာဆိုရင်သူ stop ငွေရင်းကဘယ်လောက်ရှိလဲဆိုတာသိချင်ရင်အများလို့နည်းစားချင်တယ်တွက်လိုက်တဲ့အခါမှာအဖြေက350ချက်ရပါတယ်။ဒါဆိုရင်သူပိုင်းတဲ့ stop က350ချက်ဖြစ်ပါတယ်။ တောင်းမမသူကနံပါတ်ခါဝင်မှမေးထားမြင်မြရင်းနီးရမြင်ပြီးလို့မေးထားပါဒါဆိုရင်ဝင်ငွေ၃ချက်ရဖို့ဆိုရင် သူရင်းနီးရတဲ့ငွေက66ချက်ပဲရင်းနီးခဲ့ရပါဒါဆိုရင်သူရဲ့ဝင်ငွေတသိန်းခွဲချက်မှာဆိုရင်ဘယ်လောက်ရင်းနီးလဲဆိုတာသိချင်တယ်ဆိုရင်အများလို့အနေစာချင်နဲ့တွက်လိုက်တဲ့အခါမှာသူယင်းနီးခဲ့ရတဲ့ပတ်စံဒီ48သိန်းကျပ်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ယင်းနီးငွေက48သိန်းကျပ်ပါ။ ုံစံသွက်6 320ကျန်ဈေးရှိတဲ့၄00ကျန်သော့မှာမိမိရင်းနှီးငွေပေါ်တွင်အမြန်ရာခိုင်နှုန်းမြင့်များရှိတယ်လို့မိထားတာပါ ဒါဆိုရင်ရင်းနှီးမှုရေ120ကျပ်မှာဆိုရင်သူရရှိတဲ့အမြတ်က400ရာခိုင်နှုန်းဆိုရင်သူက4ကျပ်ရပါမယ်။ဒါဆိုရင်ရင်းနှီးမှုရေ100ကျပ်ပေါ်မှာဆိုရင်ရမယ့်အမြတ်ငွေကဘယ်လောက်လဲလို့သိချင်ရင်အနည်းလိုအများဆုံးချင်းနဲ့တွက်လိုက်တဲ့အခါမှာ pre 1 over 3ကျပ်ရပါမယ်။ဒါဆိုရင်100ဆိုတာဒီချေကရာခိုင်နှုန်းပေါ်မှာမူတည်ပြီးတွက်ချင်း100နဲ့တွက်ထားရဆိုတဲ့အတွက်ကြောင့်မလို့အမြတ်ရာခိုင်နှုန်းက pre 1 over 3ရာခိုင်နှုန်းပါ။ပုံစံတော့9 60ကျပ်ဈေးဖြင့်300ရာခိုင်နှုန်း slot နဲ့ 63.85ကျပ်စီဖြင့်4.5ရာခိုင်နှုန်း stop တွင် midi stop သည်ဝင်ဝင်ပိုကောင်းတနည်းတို့မီးထားတာပါဈေးကတော့60ကျပ်စီနဲ့300ခိုင်နှုန်း stop ရဲ့63.85ကျပ်စီနဲ့4.5ရာခိုင်နှုန်း stop ါဆိုရင်ရင်းနှီးမှု60ချက်ပေါ်မှာဆိုရင်သူရတဲ့ဝင်ငွေက300ခိုင်လုံးဆိုတဲ့အတွက်3ချက်ရပါမယ်။ဒါဆိုရင်ရင်းနှီးမှု100ချက်ပေါ်မှာဆိုသူရရှိတဲ့ဝင်ငွေကိုလိုချင်တဲ့အခါမှာဒီချက်တို့ကအများလိုနဲ့စာချင်နဲ့တွက်လိုက်ရင်5ချက်ရပါတယ်။ရင်းနှီးမှု63.85ချက်ပေါ်မှာရတဲ့ဝင်ငွေက4.500ခိုင်လုံးဆိုတဲ့အတွက်4.5ချက်ရပါတယ်။ဒါဆိုရင်ရင်းနှီးမှု100ချက်ပေါ်မှာရရှိတဲ့ဝင်ငွေကိုလိုချင်နေဆိုရင်အများလိုအနည်းစားချင်နဲ့တွက်လိုက်တဲ့အခါမှာဒီချက်တို့ကဘလောက်ရလဲဆိုရင်4.83ချက်ရပါတယ်။ဒါဆိုရင်ဒီချက်တို့က သခုက9ကျင်းရပြီးတော့တခြားခုက4.83ညချက်ပဲရရဆိုတဲ့အတွက်ကြောင့်လို့60ကျင်းနဲ့300ခိုင်တော့တောင်းဝင်ရင်ကဝင်ဝင်ပို့ပြီးတော့ဝင်ပါရင် ပုံစံသူ၄ကျင်းကန်13.4မှာပုံစံများကိုတွေ့ကြည့်ပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါ